ဂရနီပြည်ဒီမိုဆိုမျိုးအနောက်ဘက်ခြမ်းကိုစစ်ကောင်မရှင်ကဂျက်ဖိုက်တာနဲ့အသေးခံဒရုန်းတွေတုံးပြီးလေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်ဂရနီပြည်ရဲ KSP တပ်ဖွဲ့ဝင်တချို့အပါအဝင်စုစုပေါင်း9ယောက်တည်ဆုံခဲ့တယ်လို့ဒေသခံတရင်မြင့်တွေကပြောပါတယ်နိုဝင်ဘာလ3ရက်မနေ့9နာရီဝန်းကျင်မှာတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး KSP ရုပ်ခွဲဖြစ်တဲ့နေရာတစ်ခုကိုတည်င်းပေးကနေတဆက်တိုက်ခိုက်ခံခဲ့ရတာလို့ Greeny CE တည်င်းမြစ်ကပြောပါတယ် လေကြောင်းတိုက်ခိုက်ခံရမှုထဲအရက်သားတက်ရောက်အပါဝင်လူ9ယောက်သေဆုံးခဲ့ပြီးအေရီလည်းမိလောက်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကအတည်ပြုပါတယ်စစ်ကောင်မရှင်ဟာအရက်သားတွေစပားရိတ်သိမ်းတဲ့အချိန်မှာပါလေကြောင်းနဲ့ drone တိုက်ခိုက်မှုတွေရက်ဆက်ပြုလုပ်နေတာပါ အော်တိုဘာလာအတွင်းဒီမိုဆိုနဲ့ဖူဆိုမြို့နယ်တွေမှာ drone နဲ့ဗုံးတီချတိုက်ခိုက်မှုတွေကြောင့်အရက်သားပြည်သူ၃ယောက်သေဆုံးပြီး၈ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF ကထုတ်ပြန်ပါတယ်။ တေဆုံးတဟရသူအများစုဟာစပားရိတ်သိမ်းဖို့လေကွင်းထက်ကိုသွားတဲ့တောက်သူတွေဖြစ်တယ်လို့ဆိုပါတယ်သို့သောသောဂရနီပြည်သူအင်အားစု PKPF ရဲ့သုတ်ပြန်ချက်အရအာနာသိပြီးနောက်ပိုင်း2025ခုနှစ်အော်တိုဗာလာကော်အထိစစ်ကုမရှင်တပ်ကဂရနီပြည်ကိုလေကြောင်းတိုက်ခိုက်မှုအကျဉ်း2000ကျော်လုပ်ခဲ့ပါတယ်